ားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ Rush ဒီအကစား YouTube channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့လူသိမ့်မသိကြသေးတဲ့ Ronaldo ရဲ့အကြောင်းခုနှစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာလေးကိုမပြောခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးထားဖို့တောင်းဆိုပါတယ်ကျွန်တော်တို့ channel လေးကအသစ်ကလေးပါဒီလိုမျိုးအကစားနဲ့ပတ်သက်တဲ့သတင်းတွေအကစားနဲ့ပတ်သက်တဲ့အကြောင်းတွေကိုဥပဖြားဖြားပုံမှန်တင်ဆက်သွားမှာဖြစ်ပါတယ်ဟုတ်ပြီ ဆိုတော့ကျွန်တော်တို့ဒီနေ့ပြောမယ့်အကြောင်းကလူသိမသိကြတဲ့ Ronaldo ရဲ့အကြောင်းခုနှစ်ခုဖြစ်ပါတယ်။ Ronaldo ဆိုတာကတော့အားလုံးသိကြပြီးသားပါ။သူ့အကြောင်းတွေကလည်းသတင်းတိုင်းမှာပါနေတော့တော်တော်များများဒီကလေးကနေသာခွေးဆုံးအကုန် Ronaldo ဘာလုပ်လဲဆိုတာသိကြတယ်။ဆိုတော့ Ronaldo နဲ့ပတ်သက်ပြီးတော့ဟိုတော်တော်များများသိရတော့ဘောလုံးတော်တယ်အာဒါဘောလုံးတော်တဲ့အကစားသမား Manchester United မှာကစားခဲ့တယ်။ Real Madrid မှာကစားတယ်။ဒါမျိုးတွေပဲသိကြတာပေါ့ ခုဒီကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကျွန်တော်လူတွေသိမသိသေးတဲ့အချက်ခုနှစ်ချက်ပြဟုတ်ပြီအဲဒီကမှနံပါတ်1အချက်နံပါတ်1ချက်ကရော်နယ်ဒိုဟာ16နှစ်သားတုန်းကသူကြောင်းထုတ်ခံရပြီပါတယ်ဆိုတော့အန်အော်တော်မလားမသိဘူးဒီကမ္ဘာအအောင်အမြင်ဆုံးလူသားတွေထဲတယောက်လို့သတ်မှတ်ထားတဲ့ရော်နယ်ဒိုဟာသူ16နှစ်သားရွယ်တုန်းကကြောင်းငန်းထဲမှာသူဆရာကိုထိုင်ကုန်နဲ့ရွယ်လိုက်လို့ဆိုပြီးသူကြောင်းထုတ်ခံခဲ့ရပါတယ်အဲဘာကြောင့်ထိုင်ကုန်နဲ့ရွယ်ရအောင်ဒေါ်လာထွက်ခဲ့တယ်လဲဆိုတာကတော့အဲ့ဒီကြောင်းဆရာက ူ့ရဲ့ဟိုအင်္ဂလိပ်စကားတန်အပေါ့နော်အတန်ဝဲနေတာအတန်ဝဲနေတာဟာတာလုတ်တာရဲ့နောက်တစ်ခုကရော်နယ်ဒိုရဲ့မိသားစုအရင်တော့တော်တော်ဆင်းရဲပါတယ်အဲ့တည်းသူတို့မိသားစုဆင်းရဲတာကိုလောင်ရည်တာကြောင့်သူကဆရာကိုထိုင်ကုန်ထဲတော်ထားပြီးတော့ကောက်ရွှဲပြင်းနေပါတယ်အဲ့အတွက်ကြောင့်လည်းသူသလင်းနှစ်သားရွယ်မှာကြောင်းထုတ်ခံရမှုပါတယ်ဟုတ်ပြီဒုတိယအချက်အနေနဲ့ရော်နယ်ဒိုကသူကအောင်မြင်တယ် ဒါပေမဲ့ခုလိုမအောင်မြင်ခင်မှာသူ့ဘဝမှာတော်တော်ဆိုးဆိုးဝါးဝါးခြင်းတွေတခုဖြစ်ခဲ့။ဘာလဲဆိုတော့သူကအသက်15နှစ်သားအရွယ်မှာကတည်းကသူဘောလုံးသမားဘဝကနေပြီးတော့အနားယူရမလို့ပါဖြစ်ခဲ့ဘူးလေ။ဆိုတော့ဘာလို့လဲဆိုတော့ तू အသက်15နှစ်သားဘဝမှာ तू က Sporting CB မှာကစားနေတာအဲ့မှာအဲ့မှာကစားနေတော့ तू ရဲ့နှလုံးကပုံမှန်ထက်နှလုံးခုန်တာညံနေပေါ့နော်အဲ့လိုညံနေရအောင်ဆရာဝန်တွေက तू ကိုကစားဖို့အတွက်ဟိုအာမပေးခဲ့ဘူးဆိုတော့ဒါမဲ့ ကံကောင်းရင်တော့ကျွန်တော်တို့ရဲ့အချစ်တော်ယူရနေတူဟာသူလေးစားခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာပဲသူ့ရဲ့ဒီနှလုံးခုန်မြဲတဲ့ယောဂကံကောင်းထောက်မှစာနဲ့ပျောက်ကင်းသွားတယ်ပေါ့နော်ဆိုတော့အားအကြောင်းလဲအခုချိန်ကြီးကျွန်တော်တို့အောင်မြင်တဲ့ဘောနဒိုဆိုတာကိုကျွန်တော်တို့မြင်တွေ့ခွင့်ရနေရပဲဖြစ်ပါတယ်နံပါတ်3ချက်ကတော့ရော်နဒိုရဲ့အကြောင်းကျွန်တော်တို့ရဲ့ဒီ identity ရော်နဒိုဘယ်လောက်အောင်မြင်လဲဆိုတော့သူ့ရဲ့အကြောင်းကိုဘာသာရက်အနေနဲ့ပါပို့ချနေတယ်ဆိုတော့ အချက်ပဲဖြစ်ပါတယ်ဒီအချက်ကအတော်လေးကိုလူသိနေပါတယ်အဲဘလိုမျိုးလဲဆိုတော့ဒီ The University of British Columbia လို့အမည်ရတဲ့ကနေဒါကောလိပ်တစ်ခုမှာ Ronaldo ရဲ့အကြောင်းကိုတင်ယူထဲမှာထည့်ပြီးတင် जा ပို့ချတယ်ဒါကျွန်တော်တို့ရဲ့လူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်ကိုတင်ယူထဲမှာထည့်ပြီးပို့ချတယ်လို့ပဲဒါ Ronaldo ရဲ့အကြောင်းကိုလည်းတင်ယူထဲမှာထည့်ပြီးပို့ချတယ် Ronaldo ရဲ့ရည်ချင်းတွေဖန်ဆောင်ရည်တွေအောင်မြင်မှုတွေနဲ့သူ့ရဲ့ fashion style ဝါနေထိုင်မှုအကြောင်းတွေကိုပါအသေးစိတ်လေးလာသိနေတယ်ပါတယ် ဆိုတော့ပေါ်တူဂီနိုင်ငံသားတွေကတော့သူ့မွေးရမြေဖြစ်တဲ့ရော်နယ်ဒိုရဲ့မွေးရမြေဖြစ်တယ်ပေါ့နော်။ဒါတိချက်ကျွေဖြစ်တဲ့မဒီရာမှာဒီရော်နယ်ဒိုရဲ့စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုတွေကိုလည်းသင်ကြားနေပါတယ်။ဆိုတော့ဒါကျွန်တော်တို့ရော်နယ်ဒိုကနည်းနည်းရမဟုတ်ပါဘူး။နောက်ချက်ကတော့ရော်နယ်ဒိုကတူးတဲ့တော့ဘောလုံးပွဲချိန်မိနစ်တိုင်းမှာဂိုးသွင်းတဲ့သူဖြစ်ပါတယ်။ဟုတ်ပြီ။တော့ဘယ်လိုမျိုးလဲဆိုတော့သူကတာမန်ပွဲကစားချိန်မိနစ်60မှာသူကပွဲရဲ့မိနစ်တိုင်းမှာဂိုးသွင်းမှုတွေ သူ့လိုမျိုးဘယ်သူမှ မစွမ်းဆောင်နိုင်ဘူးပေါ့နော်သူကဒါဘာတိပဲလဲဆိုတော့ तू ကမိနစ်60ကစားရင်ဒီမိနစ်တိုင်း10မိနစ်တိုင်းမှာမှ तू ကဂိုးသွင်းမှုရဲ့လူဆိုတော့အဲ့လိုမျိုးစံချိန်ကို2014ခုနှစ်တုန်းကဒီအက်တလက်တီကိုနဲ့ကန်တဲ့ပေါ်ပါဒယ်ဝေးဖလားမှာသူရရှိခဲ့တာပွဲချိန်9မိနစ်မှာသွင်းလိုက်တဲ့သူ့ရဲ့ဂိုးကဒီစံချိန်တင်ဖို့အတွက်ဒါပြည့်စုံပေးခဲ့တာဖြစ်ပါတယ်နော်အဲ့ပွဲမှာသူကဂိုးသွင်းနိုင်ခဲ့ဆိုတော့ဒါကတော့တူဦးသေးတော့ဘောလုံးပွဲချိန်မိနစ်မှာဂိုးသွင်းနိုင်တဲ့သူပဲဖြစ်ပါတယ် ောက်တစ်ခုကတော့သူ့ရဲ့နာမည်ဖြစ်တဲ့ Ronaldo သူ့ရဲ့နာမည်ဆင်းသက်လာပုံပါအဲသူ့ရဲ့နာမည်အရင်ကတော့ကျွန်တော်တို့သိရတော့ Cristiano Ronaldo ပေါ့နော်ဒါပေမဲ့သူ့ရဲ့ဟိုနာမည်အရင်က Cristiano Dos Santos Aveiro ဖြစ်ပါတယ်ဒါပေမဲ့သူ့အဖေကအာဒီ American မင်းသားတစ်ဖြစ်လဲသမရာဟောင်း Ronald Reagan ကိုအသေးဆွဲကြိုက်တယ်ကြိုက်တဲ့အတွက်သူ့သားကို Ronaldo ဆိုပြီးတော့အသေးနာမည်ပေးလိုက်တဲ့အတွက်ကြောင့်မလို့သူ့နာမည်က Cristiano Ronaldo ဆိုပြီးဖြစ်သွားတာပေါ့နော် သူနာမည်ရင်းပြောက်ပြီးတော့သူ့ဖေရဒီသမရဟောင်းရော်နယ်ရီကင်ကိုကြိုက်တာဖြစ်တဲ့အတွက်သူရော်နယ်ဒိုဖြစ်လာခဲ့တာပါနောက်ချက်ကတော့ကျွန်တော်တို့ဟိုထူးခြားတဲ့အချက်ပေါ့နော်အချက်ဆိုသူကစက်ထမမြောက်ပေါ့နော်နံပါတ်6အဲ့ဒါတော့သူက FIFA မှာ World Best Player ဆုရတယ်ကမ္ဘာအကောင်းဆုံးကစားသမားဆုရတယ်ပထမဆုံး Premier League ရဲ့ကစားသမားဆုပါ ဆိုတော့သူ့မတိုင်ခင်ကဘယ်သူမှ Premier League ကဘယ်သူမှဒီ World Best Player ကိုမရဘူးပါဘူးပြီပါဘူး။ဆိုတော့2008ခုနှစ်မှာ FIFA ချီးမြှင့်တဲ့ကမ္ဘာအကောင်းဆုံးသံတမန်ဆုကို Ronaldo ကသူ Manchester United ကသံတမန်အဖြစ်နဲ့ Messi, Torres, Sashi နာမည်ကျော်ကသံတမန်တွေကိုဖျက်ချော်ပြီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့အတွက်သူက Premier League ကသံတမန်တွေထဲကနေပြီးတော့ World Best Player သူ့ကိုပထမဆုံးရရှိသူဖြစ်သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။နံပါတ်9ချက်ကတော့ ရော်နယ်ဒိုနဲ့မွေးနေ့တူနေတဲ့အခြားနာမည်ကျော်ဘောလုံးသမားတွေရှိပါတယ်။ဆိုတော့ဒါကတော့နည်းနည်းထူးဆန်းတဲ့အချက်ပေါ့နော်။ရော်နယ်ဒိုရဲ့မွေးနေ့ကဖေဖော်ဝါရီလ9ရက်နေ့ဆိုတော့1985ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာမွေးခဲ့တယ်။ဆိုတော့သူနဲ့အတူတူပဲအခြားနာမည်ကျော်ဘောလုံးသမားတွေလည်းရှိနေသေးတယ်။အဲ့ဒီဘောလုံးသမားတွေကတော့နေမာဒီဗက်စ်ရာဇူနိုက်တို့ပြင်ဒီအင်္ဂလန်လက်ရွေးစင်အသင်းကြီးပြဟောင်းဖြစ်တဲ့အယ်ရီဆင်တို့ဖြစ်ပါတယ်။ဆိုတော့ဒါကသူနဲ့ ဒီဖေဖော်ဝါရီ9ရက်နေ့ကတကယ်ပဲနာမည်ကျော်တွေကိုမွေးထုတ်ပေးတဲ့နေ့လို့အောင်ပြောလို့ရပါတယ်။အဲတော့ကျွန်တော်တို့ရဲ့ချစ်ပိတ်သက်တွေကလေးမွေးတာဖေဖော်ဝါရီ9ရက်နေ့မွေးပေါ့နော်။အဲကျွန်တော်တို့နောက်လိုက်တာပါ။ကဲဟုတ်ပြီ။ကျွန်တော်ဒီနေ့ပြောပြပေးသွားတာကတော့ရော်နယ်ဒိုရဲ့လူသိနည်းနေတဲ့အကြောင်းခဏချက်ပဲ။ဆိုတော့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like button လေးကိုနှိပ်ပေးခဲ့ပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပါအောင်ဒါဆိုရင်ကျွန်တော်တို့အသစ်တွေနိုင်ပြရမယ် အဲ subscribe လို့ငင်မကောက်ဘေးမှာတော့ခေါင်းလောင်းပုံလေးရှိခေါင်းလောင်းပုံလေးကိုနှိပ်ပြီးတော့ဘောဆိုတာလေးကိုနှိပ်ပြီးလိုက်ပါဟုတ်ကဲ့အဲ့ဆိုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ဒီ rush အကစား YouTube channel မှာလည်းနောက်တဲ့အသစ်သစ်တွေနဲ့ပြန်လည်တွေ့ဆုံကြပါမယ်